ကျွန်တော်တော်ထိန်းတာကျွန်တော်တုံတော့ဟိုလိုရိတ်ရခိုင်နေပြောရမှာပေါ့တရုတ်ဆောင်လုတ်ပြီးဆိုရင်ချိန်ကြရင်တော့ဒါကိုတကယ်မူးထိုင်တော့ကြာတယ်ဒါပုံမှန်လုရှင်နေပါရင်ချင်းကျွန်တော်ငိုလေးကိုတာမရှိဘူးကျွန်တော်တယောက်တည်းရှိမှငိုတာမရိယာကားမှဆိုတော့တော်တော်ထိန်းရတော်တော်ထိန်းရတစ်ချက်တစ်ချက်ဘယ်လိုပြောရမလဲရေပဲတမအောင်းအောင်းသွားတာပေါ့နော်ဒါပါဝင်တဲ့တရုတ်ဆောင်တွေအားလုံးအားတကယ်ဟိုမှာ တဘာအရင်ဝါရင်တိရုပ်ဆောင်တွေဖြစ်တယ်အကောင်းဆုံးဆိုတဲ့အကောင်းဆုံးတိရုပ်ဆောင်တွေနဲ့ဒါအိတ်ထားတဲ့အတွက်ကြောင့်မလို့တေချာကြည့်တဲ့အချိန်မှာတကယ်ကိုရင်ထဲထိခံစားရပါတယ်နောက်ဆုံးဆရာအကြောင်းပြောရအောင်ဆိုပြီးနှုတ်ဆက်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာဟိုကျွန်တော်တို့ဒါ rehearsal တိုက်တဲ့အချိန်ရှိတယ်တကယ်တဲ့အချိန်ရှိတယ်ဆိုတော့ဟိုကျွန်တော်အနေနဲ့ဆိုဒါကိုင်းမြတ် rehearsal လုပ်နေတဲ့အချိန်မှာသူ့မျက်နှာကိုကြည့်ပြီးတော့ဟိုမုကအရန်ရကိုယ်တော်အရန်ဝမ်းနေပြီးတော့စိတ်ရတော်နေလို့မကောင်းဘူးအဲ့တော့ဆိုလဲဟို emotion တွေကူးဆက်တယ်ပေါ့နော် ကိုတကယ်တမ်းကိုရုပ်ရုပ်ကဲရတဲ့အချိန်မှာလည်းအများကြီးဟိုမုထဲ့ကြမလို့တော့အကူကလည်းပြစ်ဆောင်ရန်ကောင်းတော့နောက်အိုက်စင်းလေးရလဲတကယ်ဟိုမှာပြိသက်တွေရင်ထဲမှာနစ်နေအောင်ခန်းစားမယ်စင်းလေးဆိုတော့တကယ်ဟိုမိုက်ပါတယ်တကယ်ဟုတ်ကဲ့အာရသွားရင်တော့ရန်ဝန်တာမှာပေါ့နော်အာကျွန်တော်ရဲ့ပထမအဆုံးရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်တယ်။အဲနောက်ဒီကားလေးကနေမှအကယ်ဒမီဘယ်သူပဲရရပါဒါကျွန်တော်တို့အရန်ခုံယူစာဟောင်းပါပါဗျာ။ဟုတ်။ဒီဇာတ်ကားပေါ့နော်ဒါဆရာကြီးလေးရင်းသားဆောက်ရှိခဲ့တကယ်ကိုမှနာမည်ကြီးတဲ့ဝတ္ထုဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့ဒီဝတ္ထုထဲမှာပါဝင်တရုပ်ဆောင်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တာဝန်လည်းကြီးတယ်။အဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ ဒါရတဲ့နေရာဒါဆီယလာမင်းဆိုတဲ့ character လေးကိုအကောင်းဆုံးအသက်သွင်းပြီးတော့ဟိုចောင်းဆီယာနဲ့တူအောင်တော့ကိုဘက်ကနေကြိုတင်ပြင်ဆင်ပြီးတော့တီချာလေးတော့တီးဥဆောင်ခဲ့ပါတယ်ဆရာအားလိုက်တော့ဆရာကျွန်တော်တို့ចောင်းပါလေထိုင်ဆရာကောင်တလုံးမှမရှိဘူးအဲ့ဒါဆိုဆရာတို့ဆရာမတို့ညောင်းတော့အမတ်ဟာဒီလိုပဲ clean ဆိုင်ရကောထိုင်လိုက်တာပဲဆရာဟောဒါပေါ့ဟာကျွန်တော်တို့ဒါ clean ပြင်ဆိုတာကတော့ကျွန်တော်တို့ဒါ chart ဘွားတွေကကြည့်ပြီးတော့အားပေးခဲ့ရတဲ့ super မင်းသားလေဆိုတော့ဒီလိုမျိုးကိုငယ်လေးတွေကကြည့်ရှုပြီးအားကျခဲ့ရတဲ့မင်းသားတယောက်နဲ့ဒါအောင်စင်းမှာအလုပ်မှာအတူတူလုပ်ရတယ်သူတို့တီးဥဆောင်ရတဲ့ခါမှာကျွန်တော်တို့က ဒါအများကြီးဘယ်လိုပြောရမလဲဂုံစရာလည်းကောင်းတယ်နောက်ပြီးတော့အကူရိုးနဲ့ဒါစီနီယာရင်းနဲ့ကိုထက်အများကြီးတဘာရင်းဝိုင်းနဲ့တိူးဆောင်နဲ့တိူးဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဘက်ကလည်းအတက်နိုင်ဆုံးဘာတစ်ခုမှမမှားပဲချွင်းချင်းမရှိအောင်လို့ပြင်ဆင်ရတဲ့အတွက်ကြောင့်မလို့တေချာလေးတော့လုပ်ဖြစ်ပါလိမ့်ကြ။အော်တကယ်ဟိုမှဒါဆရာဆရာမဆိုရဲဂုံကျေးဇူးနဲ့ပြေးသွားတဲ့ဆရာလို့မြင်တယ်ဆရာကြီးကြောင့်မြင်ပြီးသွားတဲ့အချိန်မှာ ဒါကျွန်တော်တို့ပရိသတ်တွေလည်းဒီကားလေးကိုကြည့်ပြီးသွားတဲ့အချိန်မှာဒီကားပေးခြင်းတဲ့ message ကိုအတိအကျရလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဗျ။အမှန်တမ်းပြောရရင်ကျွန်တော်ကအเจ้าတော့ကျွန်တော်နည်းနည်းစိုးတယ်လေ။လိမ်ပါတဲ့အเจ้าသားမဟုတ်တော့ဆရာမဆရာဆရာမတွေနဲ့မှတ်တရားကိုအစော်ခံရတာတွေဒဏ်ပေးခံရတာတွေရှိရဆိုတော့ဒီကားနဲ့တော့နည်းနည်းလေးဗရာသန်းတန်တလန်းဖြစ်နေတယ်ဟုတ်။အဲဆရာမရတော့အကုလုံးမမိပါရဲ့ဒါမဲ့ကျွန်တော်အနေနဲ့ဒါဟိုဘယ်လိုပြောရမလဲစိတ်ထဲမှာဘာမှမရှိပါဘူးဘာလို့ဆိုတော့ကိုယ်လေးငယ်ငယ်တုန်းကတော်တော်ဆိုးခဲ့တဲ့အကြောင်းသားဆိုတော့ဒါဆရာမဆရာမတွေပြင်ဆင်ပေးလို့ပဲဒါအခုဒီနေရာရောက်လာပြီးတော့ဒီလိုမျိုးလေးနေပါရေးချရှိလာတယ်လို့ပဲပြောရမှာပေါ့ ဆူရယ်ဆူရယ်တော်တော်ဆူရယ်အစုံမဲကျွန်တော်စာသင်ခန်းထဲမှာနေရတဲ့အချိန်ကရှားတယ်အပြင်ထွက်ပြီးလက်မြောက်မြောက်မြောက်ဒီပြစီလဲလဲမလဲအဲ့လိုတခုမို့တခုတန်ပေးခံရတာအများကြီးအဲကျုံးခဲ့တာပေါ့ကျွန်တော်အရင်ချစ်တဲ့ဆရာမလေးလည်းရှိပါတယ်ဟုတ်အဲဒါပေါ့အဲ့ဒါလေးဆိုတက်တက်ဆက်ဆိုင်ကျွန်တော်ငငယ်တုန်းကလည်းလုပ်ခဲ့ပူတယ်ကျွန်တော်တို့ ကျွန်တော်အော်ဂက်စတင်ကထွက်တာဆိုတော့ကျွန်တော်တို့ကျောင်းမတက်ခင်မှာ assembly စီရတယ် assembly စီလို့ရှိရင်ကျွန်တော်တို့ကျောင်းဆရာမကြီးပေါ့နော်အဲဒီဇက်ကားထဲမှာကျွန်တော်ဆရာငင်းချမ်းပေါ့ဆရာမကြီးရမိန်ကုန်းပြောရင်အများနဲ့မိမိကိုကိုကောင်းကိုကျူးစားမယ်ကျောင်းကိုကောင်းကျူးစားမယ်အတန်းကိုကောင်းတော့ကျွန်တော်နိုင်ငံကိုကျူးစားမယ်ဆိုတော့အဲဒီဇက်ကားလေးဒီစောင်ပုတ်လေးကအများနဲ့နားထဲမှာကြားနေတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်တော့ကမန်ရခလေးဆိုတော့လက်လွတ်ပဲမိုင်လိုလေးလွတ်ပစ်လိုက်တော့ပြီးတော့သတိရပြီဆရာမမြင်တော့ကပြန်ကောက်ထည့်အဲဒါမျိုးလေးတော့ကြုံမှုပါပဲဗျာဒါပေါ့ဒါပေါ့ကျွန်တော်တော်တော်ထိန်းထားတာကျွန်တော်တောင်းတာဟိုလိုမျက်ရည်ခိုင်နေပြောမှာပေါ့တေးဥဆောင်လုပ်ပြီးဆိုရင်ချိန်ကြရင်တော့ ဒါကိုတကယ်မူးထိုင်တော့ကြာတယ်ဒါပုံမှန်လုရှင်နေပါရဲ့ချင်းကျွန်တော်ငိုလေးကိုတာမရှိဘူးကျွန်တော်တယောက်တည်းရှိမှငိုတာမနေ့ကကားမှဆိုတော့တော်တော်ထင်းရတော်တော်ထင်းရတယ်တစ်ချက်တစ်ချက်ဘယ်လိုပြောရမလဲရေမတမအောင်းအောင်းသွားတာပေါ့နော်ဒါပါဝင်တဲ့တရုပ်ဆောင်တွေအားလုံးကတကယ်ကိုမှတဘာရင်းဝါရင်းတရုပ်ဆောင်တွေဖြစ်တယ်အကောင်းဆုံးဆိုတဲ့အကောင်းဆုံးတရုပ်ဆောင်တွေနဲ့ဒါအိထားတဲ့ကြောင့်မလို့တေချာကြည့်တဲ့အချိန်မှာတကယ်ကိုရင်ထဲထိပြီးခံစားရပါတယ်အော်အဲ့ဒီစင်ကြောင်လေးအမှတ်တရပြောရမလဲဆိုတော့ကျွန်တော်အဲ့ဒီနောက်ဆုံးဆရာအကြောင်းပြောရအောင်ဆိုပြီးနှုတ်ဆက်တဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ ဟိုကျွန်တော်တို့ဒါ rehearsal တိုက်တဲ့အချိန်ရှိတယ်တကယ်တဲ့အချိန်ရှိတယ်ဆိုတော့ဟိုကျွန်တော်အနေနဲ့ဆိုဒါကိုင်းမြတ် rehearsal လုပ်နေတဲ့အချိန်မှာသူ့မျက်နှာကိုကြည့်ပြီးတော့မုကအရန်ရကိုယ်တော်အရန်ဝန်းနေပြီးတော့စိတ်ရက်တော်တော်နေလို့မကောင်းဘူးအဲ့တော့ဆိုလည်းဟိုဘယ်လိုပြောရမလဲအခုရှက်နေအများကြီးဘယ်လိုပြောရမလဲ emotion တွေကူးဆက်တယ်ပေါ့နော်ကိုတကယ်တမ်းကိုရုပ်ရုပ်ကဲတဲ့အချိန်မှာလည်းအများကြီး ိုမုထဲ့ကြမလို့တော့ဟိုအကူကလည်းပြေဆောင်ရန်ကောင်းတော့နောက်အိုက်စင်းလေးရလဲတကယ်ဟိုမှာပရိသတ်တွေယင်ထဲမှာနင့်နေအောင်ခန်းစားမယ်စင်းလေးဆိုတော့တကယ်ဟိုမိုက်ပါတယ်တကယ်အဲအကူတို့ကတော့တကယ် professional တွေမှာတကယ်စူပါမင်းသားတွေဆိုတော့ထမင်းစားရည်တော့ပါပဲအမရအကူတို့အတွက်ကျတော့ဒီဟာရရဟင်းခက်ခဲမယ်လို့ကျွန်တော်မထင်ပါဘူးတကယ်ဟိုအချိန်ခဏလေးပဲတိတ်တောင်အများကြီးမယူလိုက်ရဝုန်းဝုန်းဆိုကိုယ့်ရှင်မှာလှုပ်ချပါအရန်အားကြတယ်ငါကတော့တနေ့ဒီလိုဖြစ်ရမယ်စူးစမ်းမယ်ဆိုပြီးအဲ့စိတ်တွေတော့အများကြီးဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့က ဟိုရိုက်ကူးရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စင်းပေါ်မှာကြာမှာတွေ့ရတာလေအကူနဲ့ကျွန်တော်နေကကျွန်တော်တို့ဇကားရတဲ့အချိန်မှာလဲဒါတဲတဲ့ဟိုတယ်မတူတော့ဇကားမှာတော့စင်းပေါ်ကလွယ်ပြီးတော့တခြားအများကြီးတော့မတွေ့ဖြစ်ပါဘူးတော်တော်များများကျွန်တော်တို့ဒါနာမည်ကြီးတဲ့ဝိထုတွေအာနာမည်ကြီးတဲ့ဝိထုတွေရိုက်ပြီဆိုလို့ရှိရင်တော်တော်များများ ကျွန်တော်တို့နိုင်ငံသားမှာပဲနေနေကျွန်တော်တို့မြန်မာနိုင်ငံမှာပဲနေနေဒါအရန်တာဝန်ကြီးတယ်ဆိုတော့ဝစ်ထွေရတာကိုမပြတ်သွားအောင်ရဲရဲဖြစ်တော့ကြောက်မလို့ဒါဆရာကြီးဆရာနေဒီလိုမျိုးဆရာကြီးကိုယ်တိုင်ကနေချီးကျူးစကားတန်ကြားရတော့ကျွန်တော်တို့ဒါအများကြီးအားဖြစ်တယ်။အများကြီးလည်းကျင်နေတယ်။ကျွန်တော်တို့ဒါပမဲ့လေးကဥယျာဉ်မှုတစ်ခွေသားလုံးလည်းအရန်ကိုယူပြီးကျင်နေကြမယ်လို့ကျွန်တော်ထင်ပါတယ်ဗျ။ဟုတ်လား။အဲ့လိုဖြစ်ရင်တော့အရန်ကောင်းတာပေါ့ဗျ။ဟိုဒါပေါ့ကျွန်တော်တို့ဒါ ဒီဇက်ကားမှာအကုန်လုံးအကောင်းဆုံးကြိုးစားထားတယ်။နောက်ဇလန်လေးလည်းအရန်ကောင်းတယ်။တင်ဆက်ပုံကကျွန်တော်တို့ page နဲ့ message ကိုကတကယ်ကိုမှလူကြီးလူငယ်မရွေးလာအောင်ကြီးစုနိုင်တဲ့ကားဖြစ်တဲ့အတွက်ကြောင့်မလို့အရန်မျော်လင့်ပါတယ်။ဟိုဘလူပဲရရပါ။ဒါကျွန်တော်နေတဲ့တကယ်ကိုဝမ်းသာပေးပါမယ်။ပရိသတ်များအားလုံးပဲကျွန်တော်တို့ဒီဇင်ဘာ12ရက်နေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ပန်းမြိုင်လေးရအိုယမျိုးရှင်ဇက်ကားကြီးကဂျုံတင်ပြသတော့မှာဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲလာအောင်ကြီးစုကြဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။